ရိုးတဲ့ဆို လွယ်မှတ်လို့မြင့်တန်းဦးစင်းညာနေတာအဖို့ညာဘက်ဖျားဝှက်ပြုတ်ပြီးတာနဲ့ဆရာတော်ကြီးအခန်းကို ရေနွေးတက်ဘူးပို့ရင်ဝှက်ပြစ်ပြီးဘာများ လိုပါသေးတယ်လဲအရှင်ဖျားလို့ရှောက်လေရှိတယ်ဆရာတော်ကြီးကသူ့အသက်ရွယ်နဲ့စာရင် အတော်အလုံးလုံးနိုင်တယ်ဆိုရမှာပဲခုထိအပင်ဖိတ်ကြွတော့စာဝင်ချနေတော့တပြက်လဲနေတော့ရှိသေးတယ်ဒါကြောင့်လဲ ဦးစင်းညာနေတာအပါဝင်သာချကိုတော်တွေကတပည့်တော်တို့လှုပ်ပါမယ်ဗျာဘာသာနေပါလို့ရှောက်ထားကြရတယ်တခါတလေညာဘက်ရင်နှွေးတက်ဖို့ပို့ရင်ဆရာတော်ကနေ့အထိုင်ပြုများတယ်တပည့်တော်ခြေသလုံးကြောလေးများဖြစ်ပေးပါရစေလို့ရှောက်ပြီးဆရာတော်ကြီးကိုနှိပ်ပေးလေးရှိတယ်တခါတလေတော့လေဆရာတော်ကြီးကမှားစရာပြုစရာရှိရင်မောင်ညာငါခြေသလုံးလေးများနည်းနည်းဖြစ်ပေးစမ်းပါလို့ပြောလေးရှိတယ် နှဲ့ရင်နင်းရင်ဆရာတပည့်နှစ်ယောက်သားပြောစရာဆိုစရာရှိတာပြောကြတာကိုအဲ့ဒီနေကတော့ဦးစင်းညာနေတာကပဲရှောက်တာပါဒီတော့လေဆရာတော်ကြီးကအေးအေးကောင်းသားပဲလို့ပြောတာနဲ့ဦးစင်းညာနေတာလဲဆရာတော်ကြီးချစ်တလုံးနှိပ်ပေးနေတယ်ဆရာတော်ကြီးကတော့ထုံးစံအတိုင်းနောက်ရောက်လာတဲ့စာတင်သားတွေအကြောင်းမုံရွာကိုနောက်နှစ်ဝါကက်ရင်စာလိုက်ဖို့လွတ်မဲ့ဦးစင်းတွေအကြောင်းပြောတယ် အကြည်တမ်းပြီးလို့အရက်ပြန့်ကြတော့မဲ့ကိုရော်ကလေးတွေအကြောင်းကအစအကြောင်းအကြောင်းရက်အကြောင်းတွေလဲပြောတယ်ပြောစရာဆိုစရာကုံလောက်တော့အေးအေးမင်းလဲနာအောင်လို့ပြောတာနဲ့ဦးစင်းညာနေတာလဲဖုန်ကြီးကြီးကိုတာဝက်ချရင်ထထွက်လာလိုက်တယ်အခန်းပေါ်လောက်ရောက်ခန့်နီးမှ မောင်ညာငကြမ်းတယောက်ကိုလို့လက်မိလိုက်တယ်ရှိပါတယ်ဖေဟာတကမာကြီးမမက်တင်ရက်လက်အတွက် လောက်ကင်နေကြတာကုဖို့ရတက်လွတ်လိုက်ပါတယ်လို့ဦးစင်းညာနေတာကပြန်လျှောက်လိုက်မိတယ်။ဘုန်းကြီးကြီးကအေးအေးလို့ပြောပြီးတခုခုပြောမဲ့လုံနေတာမို့ဦးစင်းကလေးကရက်ပြီးစောင့်နေရှာတယ်။ဒီတော့မှဆရာတော်ကြီးကခို့လို့ပြောတယ်။မင်းအကောင်ကကြမ်းကိုသွန်သင်စရာရှိတာသွန်သင်အောင်။ဒီအကောင်မငယ်တော့ဘူးလူပြိုပေါက်ကြီးဖြစ်နေပြီ။ရုံလုံးအလွန်တော့မတော်မတဲ့တွေဖြစ်နေအောင်ပဲလို့ပြောတယ်။ဦးစင်းညာနေတာလဲ။ တင်ပါလို့ပဲပြောနိုင်တယ်။မတက်ရက်ရင်အသာလက်အုပ်ကြည့်ပြီးဆရာတော်အခန်းထဲကနောက်ဆုတ်ရင်ထွက်လာလိုက်မိတယ်။ဆရာတော်အခန်းတကားตาသိထားလိုက်ရင် အောက်ထပ်ဆင်းလာတော့ဆရာတော်ကြီးပြောတဲ့အထက်ကတွန်တင်အောင်ဆိုတာကိုစဉ်းစားလိုက်မိတယ်။တွန်တင်တယ်ဆိုတာစာချတာမျိုးမှမဟုတ်ဘဲကိုငကြမ်းကိုဖြင့်ဘာတွန်တင်စရာရှိမှာတော့ဘုံကြီးပြောသလိုရိုးလွန်းအလွန်းတာတော့ရှိတယ်။ဆရာတော်ကြီးကတောင်ငကြမ်းလို့ရိုးတော့လဲ ိတ်မကောင်းလှဘူးလို့တောင်စကားဆက်မိတဲ့အခါပြောအပ်တတ်တယ်။ခတ်တာကငကြမ်းကငငယ်လေးကလေးကမြောက်ရွာကတကားကြီးဥတင်ကလာပို့ထားတဲ့မိဘမဲတယောက်ပဲဘဲဇာတိပါညာတော့မသိဘူး။ငငယ်ကလေးကထူထူအာအရဲ့လို့ပြောရမယ်။တခုခုပြောရင်နှစ်ခါသုံးခါလောက်ပြန်ပြောရတတ်တယ်။ငယ်တုန်းကတော့တမျိုးပေါ့၆တန်း၆ကြောက်တန်းကြောက်ပေါ့ခုတော့ကမငဲလောက်ရရမဲ့အွယ်လည်းမဟုတ်တော့အွယ်သာပြောင်းသွားတယ် ရိုးရာအရာကပြောင်းမသွားဘူး။ဘုံကြီးကြီးပြောလေပြောစရာပဲ။တခါကရက်ထဲကအလှပွဲတစ်ခုအပြီးမှာ လူကြီးဝိုင်းလက်ဖက်ရည်တောက်နေကြတော့တကြီးအောင်ဦးဆက်များကအနားမှာလုတ်ကင်နေတဲ့ငကြမ်းကိုပြောတဲ့။ဟာကောင်ငကြမ်းမင်းငါတူမတ်များစိန်ကိုပြုံးပြက်ပြက်လုံနေတယ်ဆို။ဦးကြောင်ကြောင်လောက်ရင်ငါနဲ့တွေ့မယ်နော်လို့ပြောတယ်။တကယ်တော့ဦးဆက်များကသူ့အနားမှာရှိတဲ့ဆက်ဆက်ရည်ကိုတာခင့်တာအောင်ရင်နဲ့မောင်စင်ကိုစောင့်ပြောတာ။ တဲ့တဲ့ပြောမဖြစ်လို့ငကြမ်းခုလုံးလုံးရတာကိုအဲ့ဒါကိုငကြမ်းကမရိပ်မိပဲသူ့ကိုအတီပြောတယ်လို့ထင်ပုံရပါတယ်လှမ်းပြီးဥစံမြားကိုတကြီးတိနေမှတော့မထူးတော့ပါဘူးကျုပ်ကပြောစင်ပြက်စင်မဟုတ်ပါဘူးအတီပါစသဖြင့်ပြောတဲ့ဒီတော့အနာကလူတွေလဲဝါကနေပွဲကြသွားကြတယ်ဥစံမြားကြီးလဲရှက်သွားပုံရတယ်သူရှိမှရှိတဲ့ကွန်အစ်တဲ့ကထုံးဘူးနဲ့လှမ်းပေါက်လိုက်လို့ငကြမ်းထိတ်ဖို့ရဘူးတယ်တကယ်တော့ ဦးစံမြကြီးကလူကောင်းမငကြမ်းကားတာလူရဲလူရနားမလဲတာစမ်းမီလို့ပြောရရင်တော့ညစိန်ကဒီလိုကောင်မျိုးများဖုတ်လေတဲ့ငပိရှိတယ်လို့တောင်ထင်မမရဘူးဟိုကခုနှစ်တန်းအစိုးရစစ်ဖြေးမှာအခါကြော်လို့ចောင်းကြီးပိတ်တဲ့အခါမြို့ကဗရိခရဆိုင်မှာအလုတ်တဲ့သဘောနဲ့စေးမဝင်လို့နေတာဘယ်မှာလာပြီးငကြမ်းကိုထက်စင်းစားလိုက်မှာတော့ဒါတော့ဒါကတပိုင်းအဲ့ဒီကိစ္စဖုံးကြီးနာဘလို့ပောက်သွားမှန်းတော့မသိဘူးဒီနေ့ဦးစင်းညာနေနာကို မောင်ညာငါဒီလိုကြားတယ်ဟုတ်လားလို့မေးတော့ဦးစင်းလေးကလည်းမမတပည့်တော်လည်းအဲ့တလိုပဲကြားပါတယ်လို့ကြောက်လိုက်တယ်ဒီတော့ဘုန်းကြီးကြီးကဒီကောင်စံမြငချမ်းကြောင့်မသိဘူးလားငချမ်းကအယူပဲရိုးတယ်အတယ်ပြောမိပြောရပြောတာထာမမသိဘူးလားလို့ဆိုတော့ဦးစင်းညာနေတာကဆရာတော်တော့အပြင်ဒီကိစ္စချင်းနဲ့ပုံမပေါ်လာဘူးလို့ရိပ်မိလိုက်တယ်မချင်နဲ့ဆိုငချမ်းကကြောင်းမှာငယ်မွေးချံပေါက်ဖြစ်ရုံမကဘူးရိုးအထုံတိုင်းတော့စားတောင်းတင်လို့မရပဲဘူး ဆရာတော်ကြီးကြည့်ရတာငကြမ်းပေါ်တန်ရုံးစဉ်ရှိပုံရတယ်ဒီတော့လေဦးစင်းလေးကပြာလဲဆွဲတာရှင်းလဲလျှောက်တာဖြစ်အောင်အရက်ထက်တပတ်တော်ရောက်တဲ့အခါတကားကြီးဦးစက်များကို ပြောပါအောင်မယ်ဖေဟာလို့လျှောက်လိုက်မိတယ်ဘုန်းကြီးကြီးမကျေနပ်မှန်းသိတော့တကြီးအောင်ဦးစက်များခမဘုန်းကြီးကိုငှက်ပြောပွဲအုံပွဲနဲ့လာတောင်းပန်ရှာတယ်ဒါတောင်အဲ့ဒီနေ့ကဦးစက်များပြန်ကန်နီးចောင်းပေါ့ဝါမှာဦးစင်းလေးနဲ့စကားရက်ပြောနေတော့ အရက်ထက်စွန်ချိုင်လွတ်တွေသွားဖို့မလို့ထွက်လာတဲ့ငကြမ်းနဲ့စုံတော့ငကြမ်းကကျုပ်ကအတီးယူမှာပါတကြီးရဲ့လို့ပြောလိုက်သေးတယ်။ဦးစံမြားကဘာမှပြတ်မပြောပေတဲ့ဦးစင်လေးကတဲဒီကောင်လို့ငောက်ရင်လက်ထဲကင်ထားတဲ့စအုံနဲ့ရွယ်လိုက်သေးတယ်။ငကြမ်းဘက်ကနာလို့တော့မဟုတ်ဘူး။ဒို့ပေတဲ့ဆရာတော်ပြောတယ်လို့ရိုးတော့အတော့မတော်မတဲ့တွေဖြစ်ကုန်ရင်မကောင်းဘူးပေါ့။ခတ်တာကဦးစင်လေးကလည်းငယ်ဖြူဆိုတော့လော်ကီကိစ္စတွေမှာလည်း တိတ်နက်နက်ရှိုင်းရှိုင်းအကြောင်းတွေမသိတော့မဆုံးမနိုင်ဘူးလူပြိုပေါက်ဆိုတဲ့ဘဝလဲကြမှာမရခဲ့ပဲကိုဇာတော်ကြီးကမိန်လို့သာတင်ပလောက်ရတာဘယ်ကားစလို့ဘာပြောရမှမသိဘူးကာလာသားကောင်းလုံနေတဲ့တောင်းစိန်တို့ဝင်းမောင်တို့လို့မူးလို့ဆဲကြရိုက်ကြဆိုရင်လဲကြောင်းထဲခေါ်ပြီးကြိမ်နဲ့နှစ်ချက်သုံးချက်စီလောက်ရိုက်ပြီးတန်ခတ်ရဒန်ထန်းခိုင်းရအကောင်းသာခုတော်ငကြမ်းကဒီလိုမဟုတ်ဘူးမူတာရန်တာရိုက်တာနှက်တာမျိုး ပြဿနာဖြစ်တယ်မှာမရှိပဲဘသူကခေါ်ခိုင်းခံမငင်းဘူးဖင်ပေါ့တယ်ခေါ်ရမယ်တကြီးခဲမတို့မြောက်ရွာကမဲဆင့်တို့မဲတင်းတို့ဆိုဒီကောင် အတော်အားကိုးကြတာဒီရမငချမ်းသာမရှိရင် အတော်ခတ်မယ်လို့တောင်ပြောကြတယ်ဒီတော့ဦးစင်းညာနေတာကတောင်းစိန်ကိုစစ်ကူတောင်းမှပဲလို့တွေးတယ်တောင်းစိန်ကဒီကြောင်းအတွက်သူတပည့်ရင်ဒီကောင်ကမိုက်ပင်မဲ့စိတ်ရင်းလဲကောင်းတယ်သူနဲ့ကပွန့်ပွန့်လင်းလင်းပြောလို့ရတယ် ဘာဖြစ်ဖြစ်ငကြမ်းကိုတောင်းစိန်လက်အပ်ပြီးလူပြိုလူရွယ်တို့တည်တင်တိတိုက်တာဆုံးမခံရမယ်လို့ဦးစင်လေးစဉ်းစားမိတယ်။ဒါကြောင့်လည်းတညက်နေတော့ညက်ဖက်ရှောက်အောင်မဲ့ဖះလို့ဆရာတော်ကြီးကိုအသာလျှောက်ပြီးထွက်လာခဲ့တယ်။ပြီးတော့လမ်းရိုးကမလာပဲဖုံးမြေဘက်ကိုလမ်းကလာခဲ့တယ်။အမှန်မတော့သူတစ်ဖက်တောင်းစိန်ကညနေတိုင်းဆိုပွဲစားကြီးဖះအနောက်ဘက်ကထရောမှာထရေတောက်ပြီးတချင်းကလေးတအေးအေးနဲ့ဖုံးမြေဘက်ကဖက်ပြန့်လာတတ်တာ။ ဦးစင်းလေးကသိထားတာကိုသိမဆောင်လိုက်ရပါဘူးကာလာသားကောင်းတောင်းစိန်ရဲ့သူ့လက်ယုံဝင်းမောင်ရဲ့စမ်းလွင်ရဲ့ခြံရံပြီးလေကလေးတချွန်ချွန်နဲ့ဖုံးမြေပေါ်ကလမ်းကျမ်းပေါ်ဖြတ်လျှောက်လာတာတွေ့ရတော့တာပဲတောင်းစိန်ကတော့တင်းကုတ်တို့ပေါ်မှာထိုင်းနေတဲ့ဦးစင်းညာနေတာကို တွေ့လိုက်တော့လန့်သွားပုံရတယ်ပြီးမှတပည့်တော်တို့ကနေပြမန်းလို့ပါဖះလို့ပြောပြီးကိုတော့ဘာထိုင်လုံနေတုံးလို့မေးလိုက်တယ်။ဦးစင်းလေးက ငါတိပါတဲ့တောင်းဆိုင်ရလို့ဆိုတဲ့အကြည့်မျိုးနဲ့ကြိလိုက်ပြီဟကောင်တောင်းဆိုင်မင်းနဲ့ငါစကားပြောစရာရှိလို့ဒီမှာလာစောင့်နေတာလာစမ်းဟိုဘနာလျှောက်ရအောင်ဟေးနှကောင်မင်းတို့ဒီနာကစောင့်နေလို့တောင်းဆိုင်ကိုပြောရင်ဝင်းမောင်နဲ့စမ်းလွင်ကိုပါပြောလိုက်တယ်ပြီးမှတဲမိုင်းတာမပြီးရှို့ဘက်ကိုချုံမင်းနေချားကထွက်သွားတယ်ရှို့ဆက်ရောက်တော့ကြောက်တုံးကြီးကြီးတစ်ခုပေါ်ထိုင်ရင်တောင်းဆိုင်ကလည်းထိုင်ဖို့လက်ဟန်နဲ့ပြလိုက်တယ် ဘာများအကြောင်းကြီးငယ်ရှိတုံကိုရောလို့တောင်းစိန်ကမြေကြီးပေါ်ထိုင်လိုက်ရင်မေးလိုက်တဲ့။ဦးစင်းလေးကိုမကြည့်ပဲခက်လန်းလန်းမှမြင်နေရတဲ့မြစ်ကိုကြည့်ရင်ငါမင်းလက်ထဲငကြမ်းကိုအပ်ချင်လို့လို့ဆိုတယ်။ဒီတော့တောင်းစိန်ကကျုပ်ဘာလို့ရမှာတုံးတဲ့။ဒီတော့မှဦးစင်းညာနေတာကဒီလိုကွာလို့အစချေရင်အချိုးချောင်းရှင်းတော့တယ်။အဓိကကတော့ငကြမ်းကလူယိုပေါက်ဖြစ်နေပြီ။တသက်လုံးလဲကြောင်းမှာပဲနေလာတော့ပါညာညာမသိဘူး။အထွေးကြုံလဲရှိမှာမဟုတ်ဘူး။ ရိုးတော့အတော့တော်ကြမတော်မတဲ့တွေဖြစ်လာရင်မကောင်းဘူးဇာတော်ကလည်းစိတ်ပူတယ်ငါလည်းတိုက်အုပ်လုပ်နေရတော့ဒီကောင်ရိုးလို့အလို့မတော်မတဲ့ဖြစ်လာရင်เจ้าမှာနာမည်ထိခိုက်လာမှာစိုးတယ်ဒီလော်ကီကိစ္စဆိုတာကလည်းငါတို့ကနားမလဲလေတော့မင်းကပဲငကြမ်းကိုတီတင်တီတိုက်တာ နားလေတင်တာလှုပ်တင်တာမလှုပ်တင်တာအကုန်ပေါ့ကွာတင်ကြပေးဖို့ပါမင်းလက်ထက်အချက်နဲ့ဆိုတာဒါပါဒီတော့တောင်းစိန်က ုဆရာဦးစင်းလေးကိုအံ့ဩတဲ့မျက်နှာနဲ့ကြည့်ရင်းကိုတော်မာဒုကမားတွေနဲ့ဆက်ဆက်တဲ့အကြောင်းကျုပ်ကငကြမ်းကိုတင်ပေးခိုင်းနေတာလားလို့မေးတယ်ဒီတော့ဦးစင်းလေးကတင်ပေးခိုင်းနေတော့မဟုတ်ဘူးလေကွာမတော်မတည့်တွေဖြစ်ပြီးလူကြားမကောင်းသူကြားမကောင်းနေမဖြစ်အောင်သီစဉ်သီးတိုက်တာတိထားဖို့ပေါ့ကွာလို့ဆိုတယ်ဒီတော့မှတောင်းစိန်ကကျုပ်တဲ့တဲ့ပဲပြောမယ်ကိုတော်ကိုတော်တို့အကောင်ကအရက်ထက်မှနံပါတ်တစ်လုံးနဲ့နေနေတာငကြမ်းကလက်ပောက်တဲ့အကျော်ထီးတဲ့ ေါင်တွင်းကြော့အကင်ကောင်းတယ်အပုထုတ်ကောင်းတယ်အဲ့ဒါကိုတော်ကဘာထင်လို့တော့သူနဲ့မုတ်ဆိုးမတလင်းကွာတခုလက်တွေနဲ့ကင်းတာမရှိသလောက်ပဲဦးစင်းလေးကဟေးလို့ပဲပါဇက်ကအတန့်ထွက်ပြီးဘာမှစက်မပြောနိုင်တော့ဘူးဒီတော့တောင်းစင်ကစက်ပြောတယ်ကိုတော်တကြီးခဲမှမြင်ဘူးတယ်မဟုတ်လားမြောက်ဖျားမှနေတာလေအရင်မြို့ကကားထောင်နဲ့ဟုတ်ကြည့်မိမဟာလေကိုတော်အကောင်အဲ့ဒီမှာပဲအိတ်တာကိုတော်မသိဘူးလား မြောက်ရွာကမဲတင့်မဲစင်းတို့ဆိုရင်ပေါင်လေးရင်ပေါင်လေးရင်နဲ့နေတာတန်းရင်မာနေဆိုတာကစိတ်ကလနဝင်တန်တဲမှာဖြစ်ကျင်တယ်လို့ဖြစ်နေတာဟိုကောင်ဝဲမောင်ချောင်းနေကြနေုံကျုတ်ခေါ်လိုက်အောင်မေဦးစင်းလေးကအတလက်ကပြသည်ပြီးတော့ဗစက်ကလည်းပြောသေးသည်တော့ဘာတော့ကွာငါဓာတ်ရီမကြားချင်ပါဘူးမင်းပြောတာငါယုံပါတယ်လို့ပြောရင်ထိုင်ရာကထားလိုက်တယ်ပြီးတော့တက်ပြင်းရှိကြီးချရင်မောင်တော့မေငါပြန်တော့မေမင်းလည်းပြန်တော့ အရက်ထဲမှာလဲမင်းခုပြောတာတွေမပေါက်စေနဲ့လို့ဆိုတယ်အဲဒီတော့တောင်းစိန်ကမြေကြီးပေါ်မှာပဲဦးစင်းညာနေတာကို ထိုင်ပြီးဝှက်ချရင်ကိုတော့ကျုပ်ပဲကာလာသားကောင်းဆိုပြီးထိပ်ပေါက်ကောင်းခွဲဖြစ်ရတာဘသူမှလည်းမရိုက်ဘူးဘယ်မိမနဲ့မှလည်းမအိပ်ဘူးဘသူကမှလည်းရိုးတယ်မထင်ကြဘူးလို့ဝန်ထဲတန်ကြီးနဲ့ပြောလိုက်တယ်ဦးစင်းလေးကလည်းအေးအေးလို့ဘလို့အဓိပ္ပာယ်ရှိမှမသိနိုင်တဲ့အတန်အတွက်တစ်ခုကို စကားပြောသလိုလှုပ်ရင်ကြောင်းဘက်ကိုလှဲ့ထွက်လာလိုက်တော့တယ်စိတ်ထဲမှာတော့လူတင်နဲ့ပတ်သက်ရင်ငါလည်းအတယ်ဆရာတော်ကြီးလည်းအတယ်ငါတို့ကသာရိုးတာအတာကိုလို့တွေးနေမိတယ်ဆရာတော်ကြီးပြောတတ်တယ်လို့ငချမ်းလိုရိုးတော့လဲတိတ်မကောင်းလာဘူးဆိုတာဟုတ်တာပဲဟုတ်တာပဲလို့သာထပ်ပြီးတွေးနေမိတော့တယ်တွေးရင်နဲ့ဦးစင်းညာနေနာဟာចောင်းတိုက်ကိုတလန်းချင်း လမ်းလျှောက်ထွက်ခဲ့မိတော့တယ်။တလန်းချင်းလို့ပြောရတာကလည်းလမ်းလျှောက်တဲ့အခါဘသူမှနှစ်လမ်းတခါတည်းမလျှောက်ကြပဲကို။မြင့်တန်းရိုးတဲ့ဆိုလွယ်မှတ်လို့